သရီးယားဆရာတော့အရင်ကလောကမသိခဲ့တဲ့အကြောင်းအရာတွေသင်ရမှာပေါ့နော်။ तू က3 dimension ဖြစ်သွားပြီ။ရင်တော့ဆရာတို့ဒီ grade 10 11တွေက2 dimension ပဲသိခဲ့တာ။ဒီမှာတော့ဆရာတို့3 dimension ဖြစ်အောင်။ analytical solid geometry ပေါ့နော်ခေါင်းစဉ်က။အဲ့တော့ဆရာတို့အရင်က half line သင်ခဲ့ပြီးတာဘာပဲသင်ခဲ့တာလဲ။အဲ့တော့ဆရာတို့ဘာတွေသင်ခဲ့ပါလဲ point တွေ line တွေ ဲ့တော့မဘာဘိုင်းဘာ dimension ပဲလဲဒူး dimension နဲ့ပြီးရင်အဲ့ဒီမှာရှိအမှတ်တွေနေရာချရင်ပေါ်လာတဲ့ပုံကဟိုတဘော rectangular down မှာစုကပုံပေါ်လို့ rectangular coordinate system ဆိုတာသင်ရတဘော plane တစ်ခုမှာရှားဆွဲတယ်အမှတ်တစ်ခုနေရာချရင်သူ့ x x ပေါ်တောင်းမကြဆွဲ y y ပေါ်တောင်းမကြဆွဲရင်သူ rectangular ပုံလေးပေါ်လို့2 dimension နဲ့ rectangular coordinate system ဒါကိုသင်ရပွားပြီး point တွေ line တွေဖော်ပြတဲ့အခါအခုတော့ရှား extend extend ဆိုတာချဲ့ထွင်ပါဘော ဘာအောင်ရှာချိုက်တယ်မှာသတိတမေရှင်ဖြစ်အောင်ရှာတော့၃ဘက်မြင်ပုံစံတွေရှာတော့အတိုင်းအတာ၃ဘက်ဖြစ်တဲ့ system တခုရှာချိုက်ပြီးတော့သင်ရပရမောက်ရော space ဟင်းလင်းမြင်ပါတော့ဟင်းလင်းမြင်ထဲမှာရှိတဲ့အမှတ်တခုရဲ့ golden တွေရှာတော့ပေါ်ပြအရင်တော့ plane ပေါ်မှာ အခုဆရာတို့ဒီဆရာဦးပြတဲ့စက်ခွင်ဆိုရတာ plane လို့ခေါ်တာလေ plane ဆိုရင် a z ပဲနှစ်ခုပဲရှိမှာလေနှစ်ခုပဲရှိမှာ a z ရယ် y z ပဲရှိတယ်အဲ့ဒီ plane ပေါ်မှာရှိတဲ့အမှတ်တွေကိုဖော်ပြခြင်းဘာနဲ့ဖော်ပြလဲ order pair နဲ့ဖော်ပြ order pair ဆိုတာစုံတွဲပေါ့ဘယ်လိုလဲသတိပြောရင် x, y ပုံစံနဲ့ဆရာတို့ဖော်ပြတာဟုတ်မနော် အခုပလိန်မဟုတ်ဘာဖြစ်ရပြီလဲပိဆွေးမှာကြတော့အမတ်တွေဖော်ပြခြင်းဘာနဲ့ဖော်ပြရလဲ order triple of rihanna မှာကိန်းစည်းတွေမှာ order ပဲမဟုတ်တော့ order triple လို့ခေါ်တယ်ဆိုလိုချင်တာကဘာနဲ့ဖော်ပြရမလဲ ace y z နဲ့ဖော်ပြ z ပူလာလိမ့်သူရမူလားမှာတော့ဇာတော့ဘာပဲယူမယ် origin o ပဲယူမယ်ဝင်ရောဘယ်နှခုရှိရမှာအားလုံး ၃ခုဖြစ်အောင် A စရဲ့ Y စရဲ့ Z စရဲ့တို့ကအချင်းချင်းဘာဖြစ်နေကြအချင်းချင်းဒေါမတ်ကြနေလေအရင်တော့ဆို A စနဲ့ Y စပဲရှိတယ်ကွာနှစ်ခုဘာဖြစ်နေလဲဒေါမတ်ကြနေအခုဆိုဘာဖြစ်လဲ A စရဲ့ Y စရဲ့၃ခုစလုံးအချင်းချင်းဘာဖြစ်နေကြမယ်ဒေါမတ်ကြနေကြဒါဒေါမတ်ကြနေပုံပဲဒါ 3D ဆိုတော့ကိုရုပ်တရက်ကြည့်တော့90မဟုတ်ဘူးလို့ထင်ရသဘောကဒီနေရာလဲဒေါမတ်ကြတာပဲခဏလေးနော် run and rule လို့ပေါ့အဲတော့ဒီနေရာလေးနော်ဒီနေရာလဲတောင်းမဲ့ကြတာပဲဒီနေရာလဲဘယ်လောက်ပဲလဲ60ပဲဒီကြားလဲ60ပဲဒီကြားလဲ60ပဲအဲ့တော့ကွာမြင်သားချင်းဗာကြည့်အောင်ဒီခန်းတင်အများနဲ့အခန်းသားဥစားပြေးပဲပြောစီဟုတ်မှာဒီသားကိုပြောတာဟောဆရာမဥစားကြီးကားတာပေါ့ဟောဆရာနည်းနည်းဖယ်ပြီးပြအောင်နော်ခဏလေးဒီနေရာလေးပြောတာဒီအလဲဟာပြောတာ ဒီ LR ဥပါပါပြီလေဒီလိုကောမှာအဲ0ဒီညာလေးဆရာခဏလေးကျွန်တော်ဒီညာလေးကတော့ဘယ်လောက်ကောမှာဘယ်လောက်သိရမလဲဒီလိုကောမှာ0 origin မူလအမှတ်ပေါ့မူလအမှတ်မဟုတ်ဆိုရင် x ရော y ရော z ရော၃ခုလုံး0နောက်တစ်ခုဘယ်ပေါ်မှာရှိမလဲဆရာပြော၄မျိုးရှိတယ်နော်မူလအမှတ်မှာရှိတယ် exit ပေါ်မှာရှိမယ်အမှတ်ရှိမယ်ပလိန်ပေါ်မှာရှိတဲ့အမှတ်ရှိမယ် စပေးပေါ်မှာစီရမ်းမှရှိတယ်စပေးထဲမှာစီရမ်းမှဆိုပြီး၄မျိုးရှိမှာဥပရမပြောလာပြီ origin မူလမှာဆိုဘလားကောမှာဘလားကောမှာဘလား0ကောမှာ0ကောမှာ0တော့ခုလုံး0ဆိုတာ origin ပဲနောက်တစ်ခု exit အခုဆရာဆွဲလိုက်ဒီအမှတ်ဟောဒီမှာဒီနေရာလေးပေါ့နော်ဒါဘယ်ဝင်ရောပေါ်မှာရှိလဲ ace ဝင်ရောပေါ်မှာရှိတဲ့အမှတ်ဘယ်မှာရှိတဲ့အမှတ်လဲ ace ဝင်ရောပေါ်မှာရှိတဲ့အမှတ်ဆိုရင် ace တန်ဖိုးပဲရှိမှာ ဘာတန်ဘိုးပဲရှိမယ် h တန်ဘိုးပဲရှိမယ်ကျန်တာ0ဒါအလွယ်မိုက်ကွာ h ဝင်ရောပေါ့မှာဆိုရင်ဘာတန်ဘိုးပဲရှိမယ် h တန်ဘိုးပဲရှိမယ်ကျန်တာ0ဖြစ်လေသဘောဒါကြောင့်မို့ဒါဘလောက်ကောမှာဘလောက် h ကောမှာ0ကောမှာ0ဒါဆိုဘယ်ဝင်ရောပေါ့မှာရှိတာလဲ y ဝင်ရောပေါ့မှာရှိတဲ့အမှတ်ဆိုဘာတန်ဘိုးပဲရှိမယ် y တန်ဘိုးပဲရှိမယ်ကျန်တာ0နောက်တစ်ခု ဇာအိတ်ဈေးပေါ်မှာရှိတဲ့အမှတ်ဆိုရင်ဘာတန်ဘိုးပဲရှိမယ်ဇာတန်ဘိုးပဲရှိမယ်ကျန်တာ0ဒါနှစ်မျိုးသိပြီနော်မူလအမှတ်ဆိုရင်အားလုံး0အိတ်ဈေးပေါ်မှာရှိရင်ဒါ0နှလုံးဖြစ်လိုက်အိတ်ဈေးပေါ်မှာဆို0ပေါ်နှလုံးဖြစ်မယ်နှလုံးပြီးရင်ဘယ်လိုမှတ်မလဲအိတ်ဈေးပေါ်မှာဆိုရင်ဘာတန်ဘို0အိတ်တန်ဘို0 y အိတ်ဈေးပေါ်မှာဆိုရင် y တန်ဘို0ဇာအိတ်ဈေးမှာဆိုရင်ဇာတန်ဘို0လို့ဆရာသိရဥမာဆိုပါဆိုဆရာဥမာ နေရာချလိုက်ပြီဥမာ2ကော့မှာ0ကော့မှာ0ဟာလာဒါရှားဒါပဲ ASCII ပေါ်ကြတာဒီမှာ2ကော့မှာ0ကော့မှာဒီမှာတွေ့လားဒီမှာသူအလုံးလေးဒါပဲ ASCII ပေါ်မှာလေဒီအနီအောင်လေးက ASCII ဒါပဲ ASCII ပေါ်မှာကြာလေ ASCII ပေါ်မှာကြာရအောင်နော်နောက်တစ်ခုဆက် while တန်ဖို့ယူလိုက်0ကော့မှာ2ကော့မှာ0 sorry ဒီမှာရှားကြည့်လိုက်သူပဲအေးစစ်ရအောင်ဟုတ်မှာအစိမ်းရအောင်လဲဒါဝိုင်းအေးစစ်အစိမ်းရအောင်ဝိုင်းအေးစစ်သူ့အမှတ်ပေါ်မှာရှိလဲဝိုင်းအေးစစ်မှာရှိရမှာတွေ့ရနော်ဒါအေးစစ်မှာနောက်တစ်ခုအပြာရောင်ကဇက်အေးစစ်ဇက်အေးစစ်မှာရှိဘူးတော့ဆိုဘာတန်မိုးဇီရိုပြရမယ်ဩဘာတန်မိုးရှိရမယ်ဇက်တန်မိုးရှိရမယ်အဲ့တော့0.8ဝိုင်းက0ပြရမယ်ဇက်က2လို့ချပေးလိုက်တော့ဒါဆိုသူ့အမှတ်ပေါ်မှာရှိလဲဒီနေရာလေးနော်အဲ့တော့ဒါလေးလေးချအမှတ်နဲ့ပြလိုက်မယ်ဆိုရင် ဒါဘလောက်ကောင်ဘလောက်ဆိုရင်1ကောင်မှာ0ကောင်မှာ0ဒီမှာ value ပဲဆရာထည့်လာငနေတော့ဟာအဲ့ဒါနဲ့သူအပြာရောင်ဖြစ်နေတယ်သိမမြင်အောင်နော်ဒါနည်းနည်းမှတိုက်ပေးနည်းနည်းကြည့်ပေးမှာခဏအဲ့ဒါနည်းနည်းမြင်ပါနော်ပါဆိုသူအမှတ်လေဒီမှာဒါဆိုပြလဲ2,0,0ဆိုဒါပဲအိစင်မှာလေအဲ့အိစင်မှာဒါဆိုရင် y အိစင်မှာဒါဆိုရင် z အိစင်မှာပြောချင်တာကဘာဖြစ်လဲ အစ်တန်ဘိုးပဲရှိရင်ဘယ်အစင်းမှာရှိမလဲအဲ့အစင်းမှာရှိရယ်ဝိုင်းတန်ဘိုးပဲရှိရင်ဝိုင်းအစင်းမှာရှိမလဲဇက်တန်ဘိုးပဲရှိရင်ဇက်အစင်းမှာရှိတယ်ဒါဆရာနှစ်မျိုးသိပါပြီဒီလိုအားလုံးဆို origin မူလမဲ့အကယ်အစ်တန်ဘိုးပဲရှိရင်အဲ့အစင်းမှာဝိုင်းတန်ဘိုးပဲရှိဝိုင်းအစင်းမှာဇက်တန်ဘိုးပဲရှိရင်ဇက်အစင်းမှာဒါနှစ်မျိုးသိပါပြီနောက်တစ်ခုဆရာပြောဆိုပလိန်ဆိုတာရှိတယ်အခုဆရာဆွဲတဲ့ဒီမှာဟောဒီမှာဒါတနည်းပြောရရင်ဒါပါပဲလေဆရာခဏပြောတော့ကြံကင်းပေါ့ တန်းကင်းကျမ်းပြမှာရှိတဲ့အရာတွေအားလုံးကဘာမှရှိတာလဲအိတ်ဆိုင်ပလိန်ကျမ်းပြမှာရှိတော့အဲအဲ့ဒါဘာပလိန်လို့ခေါ်လဲအိတ်ဆိုင်ပလိန်လို့ခေါ်တယ်ဒါဘာပလိန်လို့ခေါ်အိတ်ဆိုင်ပလိန်ပေါ်မှာရှိတဲ့အမှတ်ဆိုရင်ဘာတန်ဖို့ရှိမလဲ h နဲ့ y တန်ဖို့ရှိအိတ်ဆိုင်ပလိန်မှာဆိုရင်ဘာရှိမလဲ h နဲ့ y အဲ h နဲ့ y တန်ဖို့ရှိမလဲကျန်တဲ့ဇက်တန်ဖို့ပါလေ0ဒီမှာဆိုဒါဘာမှရှိမယ်လို့သိရမယ် x y plane ပေါ်မှာရှိတယ် ဒီအမှတ်ဒါဆိုရှာခဏပြောသလိုဒီဘေဟိုဘက်ဘေးနေရပါနော်ဒါဘာပလိဇက်အိတ်ပလိဇက်အိတ်ပလိမှာဆိုဘာတန်မိုးရှိမယ်ဒန်နဲ့ h တန်မိုးရှိမယ်ကျန်တာ0နားတို့ဒါဒီကြာတူမရှိတဲ့နေရဒါဘာပလိ y z ပလိ y z ပလိမှာဆိုဘာတန်မိုးရှိမယ် y နဲ့ z တန်မိုးရှိမယ်ကျန်တာ0လို့ပြရရမနော်အဲ့ဆရာဒီမှာအမှတ်နဲ့ပြန်ပြောလို့ရှိရင် ဟိုမှာ x y ဘယ်လဲဆိုဘာတန်ဖိုးရှိမယ် x နဲ့ y တန်ဖိုးရှိမယ်1 2 0ဆိုပါတော့နော်အဲဒီမှာသူ့အမှောက်ကြည့်လိုက်ဒီမှာရှားဒီနေရာလေးပြောတာနော်ဒီမှာတော့ဒီအမဲရလေးဒီကောင်လေးဒီအမှတ်ဒီနော်အဲ့ဒီအမှတ်ကဘယ်မှာရှိတာလဲဒီဒီအနီနဲ့အစိမ်းရကြမ်းမြင့်ပေါ်မှာရှိတာလေအဲ့ဒါဟောဒါအနီနဲ့အနီကဆရာတော့အဲ့ဒီစအစိမ်းရပါသေးလေ y စစ်ဒါ x စစ်ပေါ်မှာ x စစ်နဲ့ y စစ်ပေါ်မှာရှိတဲ့ plane ပေါ်မှာရှိပါ တော့တနည်းပြောအရအဲ့ဒါဘယ်ပလင်းပေါ်မှာရှိတာလဲ HY ပလင်းပေါ်မှာရှိတယ်အဲ့ဒီဆိုရင်တမိုးရှိတဲ့နေရာမှာသမားအဲ့ဒီပလိန်ပေါ်မှာရှိမှာပဲထားပါတော့ -2,1,0 ဒါဆိုသူနေရာကြည့်ရလဲဒီမှာက e ဆိုတာရသလားမ e ဆိုတာမှာဒီဘက်နည်းနည်းရှိလာမယ်နော်နည်းလှည့်လာအဲသူလည်းအဲ့ဒီ e ကဘယ်မှာရှိတာပဲလဲဒီအနီရောင် exit နဲ့ဆဲရ exit ရှိတဲ့ကြမ်းကင်းပေါ်မှာရှိတာဒါလည်းပဲ exit ပေါ်မှာရှိတာလဲ sorry ဘယ်ပလိန်ပေါ်မှာရှိတာပဲ ့ x y plane ပေါ်မှာရှိတာအကျန်ထားရစီဆက်မပြတော့ရှော့ပါမှာဆိုလို့နော်အဲ့တော့ဘယ်လိုမှတ်မလဲဆိုတော့ plane ပေါ်မှာရှိခြင်းရင်ဥပမာ x y plane ပေါ်မှာရှိခြင်း x y တန်ဖိုးရှိမယ်ကျန်တာ0 y z လက် y z plane ပေါ်မှာရှိရမှာဆိုရင်ဘာနဲ့ပါတန်ဖိုးရှိမယ် y နဲ့ z တန်ဖိုးရှိမယ်ကျန်တာ0 z h plane ပေါ်မှာရှိတဲ့အမှတ်ဆိုရင်ဘာနဲ့ပါတန်ဖိုးရှိမလဲ z နဲ့ h တန်ဖိုးရှိမယ်ကျန်တာ0ပေါ့ အဲ့တော့0နဲ့ခွဲခြားပြီးပြောလို့ရှိရင်0တစ်လုံးရှိတဲ့တန်ဖိုးဆိုအဲ့ဒါဘဲပေါ်မှာရှိမှာ0တစ်လုံး0တစ်လုံးနဲ့ရှိတဲ့တန်ဖိုးဆိုရင်အိတ်စင်းမှာလားပလိန်မှာပလိန်ပေါ်မှာရှိမယ်လို့သိရတယ်0တစ်လုံးနဲ့ရှိတဲ့ကောင်သိကြတယ်ပလိန်ပေါ်မှာအဲ့တော့အိတ်နဲ့ဇက်တန်ဖိုးရှိနေရင်အဲ့ဒါဟိုဇက်ပလိန်အိတ်နဲ့ဝိုင်းတန်ဖိုးရှိရင်အိတ်ဇက်ပလိန်ဝိုင်းနဲ့ဇက်တန်ဖိုးရှိရင်ဝိုင်းဇက်ပလိန်အဲ့ဒီလိုမျိုးဆိုအတီးတီးမှတ်ရဒါဆရာဘယ်နှမျိုးသိရပါပြီ3မျိုးသိရပါပြီ origin မှာဆိုအကောင်လုံး0အိတ်စင်းပေါ်ဆိုရင် တစ်မျိုးပဲနှစ်မျိုးစီတော့ပြန်တဲ့ဟာတော့တန်ဖိုးရှိမယ်။သဘောက AX ဈေးပေါ်မှာဆို AX တန်ဖိုးရှိမယ်။ Y ဈေးဆို Y တန်ဖိုးရှိမယ်။ Z ဈေးဆို Z တန်ဖိုးရှိမယ်။ plane မှာဆိုရင်0ဘာနှလုံးပဲလေ။တစ်လုံးပဲ။ AX ဈေး plane မှာဆို AX တန်ဖိုးရှိမယ်။ကျန်တဲ့ Z 0. Y ဈေး plane မှာဆို Y နဲ့ Z တန်ဖိုးရှိမယ်။ကျန်တဲ့ H က0ပြ။ Z A plane မှာဆို Z နဲ့ H တန်ဖိုးရှိမယ်။ကျန်တဲ့ Y က0ပြ။နောက်တစ်ခုပဲကျန်တာဘာဖြစ်လဲ။ ရှာခရပြောသလိုဘာမှရှိတယ်မန် space space ဆိုရှာခရပြောသလိုတွဲလောင်းကြနေရတယ်အဲ့စင်းမှလည်းမရှိဘူး plane မှလည်းမရှိဘူး origin မှလည်းမရှိဘူးဒီတိုင်းဟင်းလင်းပြောမှာရှိနေရင်အဲ့ဒါဆိုရင်ဘာတမိုးရှိမလဲသိရင် x ရော y ရော z ရောတန်ဖိုးရှိ0မပါဘူးပေါ့0မပါရင်အဲ့ဒါဘာမှရှိမယ် space ဟင်းလင်းပြင် space မှရှိဥပမာဆိုတော့ဒီမှာပေါ့နော်ဒီ x y z ဆိုတာအမှတ်ဘာမှရှိတာလဲ space မှာ space မှာဆိုတာ तू က exit ပေါ်မှာလည်းမရှိဘူး plane ပေါ်မှာလည်းမရှိဘူး ဥမာဆရာတခုဆွဲလိုက်မယ်အဲ့တော့1 comma 2 comma 3ဆိုပါလို့ဒီမှာဆိုဆရာကြည့်လိုက်ဒီမှာဒီ f ဆိုပြီးတော့ပေါ်တာနော်အဲ့ဒါနေတော့ကြာရဖြစ်တော့နည်းနည်းမမြင်ဖြစ်ဒီမှာ1 2 3ဆိုအမှတ်သလားဒီအမှတ်ပမာရှိတယ်ဆိုရင်ပမာကြည့်လေပုံပါပေါ့3ပြောင်းသလားတပိမာရေတို့လားဆိုတော့ exit ပုံမှာလည်းမရှိဘူးပလိန်မှာလည်းမရှိဘူးပမာရှိတာလေဒါတပိမာရှိရအဲ့ဒါဆရာသိရအောင်နော် မူအောင်ပဲရမှာနော်အဲ့လိုဆရာသိရဟလားအဲ့တော့ဆရာဘယ်လိုမှတ်ရမလဲဆိုရင်0တောင်းလုံးဆိုပုံမှန်ရှိမှာလေအဲ origin မှာရှိမယ်လို့သိရမှာဟုတ်အားလုံး0ဆိုရင်ဒါ origin မူလမှတ်ပဲနော်ဒါမူလမှတ်မှာ G ဆိုပြီးတော့ရှိတယ်နော်အကဲမလို့ဒါသူ့ ABC တွေ EFG သူ့ format သူရေးပါလားလေအဲ့ကိုပြန်ပြအောင်ပါဒါပေါ့နော်ရမှာနော်အဲ့တော့၄မျိုးရှိမှာနော်မူလမှတ်ဆိုရင်0အားလုံး0 အဲ့ဒီဈေးပေါ်မှာဆိုရင်0နှလုံးပလင်းပေါ်မှာဆိုရင်0တစ်လုံးတပိတ်မှာဆိုရင်တပိတ်မှာဆိုရင်0မရှိသေးဘူးအကောင်လုံးတက်ဖို့ရှိမယ်အဲ့လိုဆရာဒီလေးမျိုးသိရအဲ့အမတ်ကိုဆရာအဲ့လိုမျိုးရနေရပါเนาะဒီခန်းကဟိုဟိုတော်တော်တော့စဉ်းစားပါဘောကွာလောကအခုမှအစ်စ်လို့ပြောရတာပေါ့သူတမေရှင်ကအရင်တော့သူတမေရှင်မှသိခဲ့တာအောင်အတိတိနားလဲမှာဒါကြီးဆရာတို့ဒါ ပြန်ပြောလို့ရှိရင် play မှာဆိုရင်အမောက်ဖော်ပြရပါနော်ဖော်ပြလဲ x1 x1 x, y ကိုမလက်တဲ့ကွန်ခွဲဖော်ပြတယ်အခု space မှာဆိုရင်တော့ဘယ်လိုဖော်ပြရမလဲ x4 မှာ y ကောမှာ z ဆိုပြီးတော့ဖော်ပြအောင်နော် exit ဘယ်နှခုရှိလဲ3ခုရှိရဲ3ခုအချင်းချင်းပါဖြစ်နေမယ်ဒါမှမဲ့ကြာနေမယ်ဆိုတော့သိရအောင်အဲဒီ point ပြီးဆိုတာပေါ်မှာရှိတာလဲ space မှာရှိတာသူ့ဖော်ပြရပါနော်ဖော်ပြရမယ် x y z နဲ့ဖော်ပြရမယ်ဒါတွေကပုံနဲ့မှာအကုန်ရှိတယ်နော် အဲ့ဒီ x y z တွေကိုဘာလို့ခေါ်လဲ coordinate တွေလို့ခေါ်တော့ပေါ့ဆိုလိုချင်တာ x က x coordinate y က y coordinate z က z coordinate เนาะဒါကတော့ဆရာအရင်နဲ့ခေါ်တတ်ပြီးသားဟုတ်ပြီအခုဆရာဒါတွေသိကြနားလည်နေရမယ်เนาะဆရာတို့ခဏပြောရတာတွေပဲဒါမဲ့ကောအမြင်နဲ့ဆရာပြောရင် live ပြောပြပါ x y plane ဆိုရင်ဆရာဥပြအခုစမ်းကင်းပြောလိုက်ရယ်เนาะ x y plane မှာဆိုရင်ဘာ x နဲ့ဘာ y ဈေးပါ x ဈေးနဲ့ ် why is it ပါနော်သူ့မှာ why is it နဲ့ why is it ပါမယ်အဲ့ဒီစင်နဲ့ why is it ပါပြီးတော့ကြံတဲ့ z အိစကသူ့ပေါ်ပါဖြစ်နေမယ်ဒါမှကြာနေမယ်သဘောအတူမှာအဲ့ဒီစ why is it ပါလေဒီ play မှာအပေါ်ထောင်နေတဲ့ z အိစကသူ့ပေါ်ပါဖြစ်နေလေဒါမှကြာရမယ်နော်ပြီးရင် x ဆိုရင် plane ပေါ်မှာရှိတဲ့အမှတ်တွေအားလုံး a ဆိုရင် plane ပေါ်မှာရှိတဲ့အမှတ်တွေအားလုံးဆရာတော် coordinate form နဲ့ပြချင်းဘယ်လိုဖော်ပြရမလဲ အဲဒီဆိုရင်ဘလဲမဆိုဘာတန်မိုးရှိမယ် ace y တန်မိုးရှိမယ်ဇက်ကတော့ဘာဖြစ်ရမယ်0ဖြစ်ကိုဖြစ်ရမှာနော်အဲဒီဆိုရင်ဘလဲဘောမှာရှိတဲ့အမှတ်တွေကို coordinate form နေနဲ့ဖော်ပြရင် coordinate မှာ s နဲ့ဖော်ပြသေးပြီ coordinate ရအများကြီးဖော်ပြလေးရတယ်အဲဒီဆိုရင်ကျက်တလောက်ရေးလေးရတာဟုတ်အဲ့တော့ ace y တန်မိုးရှိမယ် z 0ဖြစ်ရင်အဲ့ဒီအမှတ်ဒီဘာမှာရှိတဲ့အမှတ် ace ဆိုရင်ဘလဲဘောမှာရှိတဲ့ coordinate point နော်ဒီ point ရဲ့ coordinate တွေကိုသိရမှာဒါအပြန်ပြောပြရပါတော့နော် ါတော့ဘာလို့ခေါ်လဲအဲ x and plane နော်နောက်တစ်ခု y z plane ဆိုဘာ axis နဲ့ဘာ axis ရှိမလဲ y axis နဲ့ z axis ရှိမလဲကြံတဲ့ a axis ကသူ့ဘောဘာဖြစ်မလဲဒါမှကြာနော်ဘာပဲကြည့်လာဒါမှကြာပြီးရင်အဲ့ဒီ y z plane ဘောမှာရှိတဲ့အမှတ်တရ coordinate ဆိုဘယ်လိုပုံစံပြရမလဲ y z တန်ဖိုးရှိရကြံတဲ့ x ကဘာဖြစ်ရမလဲ0ဒါဆိုဘလားဖြစ်မလဲသူက coordinate က 0, y, z ဒါတော့နောက်တစ်ခုကြံသေးတယ်ဘာပလေး z a ပလေးအခုပြရပြီလေ x y ပလေးဒါကပါလေ y z ပလေးမ y နဲ့ z ပိုင်း y z ပလေးပြီးရင်ပါလေ z a ပလေး z a ပလေးဆိုဘာ a ဇင်းနဲ့ဘာ a ဇင်းရှိမယ် z a ဇင်းနဲ့ a a ဇင်းနဲ့ရှိမယ်ကြံတဲ့ y a ဇင်းကသူ့ဘောဘာဖြစ်နေမယ်ဒါမှကြံနေပြီးရင်အဲ့ဒီ z a ပလေးဘောမှာရှိတဲ့အမှတ်တရ coordinate form နော် ဇိုက်ပလင်မှာရှိတဲ့ဇိုက်ပလင်ပြရအောင်နော်ဇိုက်ပလင်ပေါ်မှာရှိတဲ့အမှတ်တွေကကောဒနိတ်ဖုန်းစင်ရှားတော့ဘာတန်မိုးရှိမယ်ဇန်နဲ့ x တန်မိုးရှိမယ်တန်နဲ့ y ကဘာပြရမယ်0ပြရရမှာသဘောပေါက်ရမယ်နော်ဒါခဏဆရာခဏပြခဲ့တဲ့အမှတ်တွေမှာလည်းပြောခဲ့ပြီးသားဟာပဲအစ်စ်မဟုတ်ဘူးဘလောက်နားလည်ရပြီအခုကဆရာတော့ equation တတ်ထောက်တော့ဒီမှာဆရာကိုကြည့်အောင် အခုဆရာခဏပြောခဲ့တဲ့ xy plane yz plane z8 plane ကိုပေါ်ပြရင်နှစ်မျိုးပေါ်ပြလေရဘယ်နှမျိုးပေါ်ပြလေရဒီနှစ်မျိုးလုံးကဒီ plane တွေကိုပေါ်ပြရတဲ့ definition တွေပဲ yx plane ကိုပေါ်ပြခြင်းရင်တဲ့ဒါ coordinate ဆရာခဏပြောလို့ပြီးသား xy plane မှာဆိုဘာတန်မိုးရှိရ xy y တန်မိုးရှိတယ်ဒါကြောင့်မို့အဲဇက်ကစီဘူးဒါကြောင့်မို့သူ coordinate နဲ့ပေါ်ပြရင်ဘာဖြစ်မလဲ ့ x ပေါ်မှာ y ပေါ်မှာ0ဘာ0လဲ0အဲ့ဒီ z 0အကြတော့သူ့ရဲ့ equation လို့သိရအောင်ဟုတ်မနော် xy ပလဲရဲ့ equation ဆိုဘာဖြစ်မလဲ z 0 xy ပလဲ equation ဆိုဘာဖြစ်မလဲသူ့ equation ပုံစံနဲ့မပြောဘူး coordinate နဲ့ပြောရင်ဘယ်လိုဖြစ်မလဲ x, y, 0 y z plane Y Z plane မှာဆိုရင်ဘာနဲ့ဘာတန်ဖိုးရှိမလဲ Y နဲ့ Z တန်ဖိုးရှိမှာမို့လို့သူ့ coordinate form နဲ့ပေါ်ပြရင်ဘယ်လိုဖြစ်မလဲ0 Y Z ဘာတန်ဖိုး0အဲ့တော့ x 0အဲ့ဒါကိုကြတော့ဘာလို့ခေါ်လဲ equation လို့ခေါ်တယ် Z a plane ကိုပြောမယ် Z a plane ကို coordinate form နဲ့ပေါ်ပြခြင်းဘလောက်ကောမှာဘလောက်ကောမှာဘလောက် x 0 Z ဆိုလိုတာကဘာနဲ့ဘာတန်ဖိုးရှိ အဲ့နဲ့ဇာတံဘူးရှိတယ်ဘာတံဘူး0အဲ့ဒီ y တံဘူး0ကိုဒီ z a plane ရဲ့ဘာလို့သိရမလဲ equation လို့သိရအဲ့တော့ပြောချင်တာအဲ့ xy plane ကိုဖော်ပြခြင်းနှစ်မျိုးဖော်ပြလို့ရတာပေါ့နော်သူ coordinate form နဲ့ဖော်ပြပါဆိုရင် a, y, 0 equation နဲ့ဖော်ပြပါဆိုရင် z equal to 0 y z plane ကိုလည်းဖော်ပြနှစ်မျိုးဖော်ပြလို့ရတယ် coordinate form နဲ့ဖော်ပြရင် y z တံဘူးရှိရမှာဆိုတော့ 0, y, z equation နဲ့ရရင် x 0အဲ့လိုပဲ z a plane ကိုပေါ်ပြခြင်း coordinate function z a တန်ဖိုးရှိရမှာဆိုတော့ x, 0, z လိုက်ပြောတော့ဘာတန်ဖိုး0 equation ကတော့ y 0အဲ့တော့ဒီမှာထားပါတော့ဆရာ x y plane ကိုလိုချင်တယ် x y plane ဆိုတာဒီအစိမ်းရောင်နဲ့အနီရောင်ပါတဲ့ဒီကြံငင်းကြီးပေါ့ အဲ့တော့အဲ့ဒီဂျန်ကင်းလိုချင်ဇာတော့ဘာလုပ်မလဲဘာကြောင့်မို့ဇီရိုအဲ့ဆိုင်ဘလက်အီကွေရှင်းကဘာဇီရိုဇက် equal to ဇီရိုအဲ့ဒါဘယ်သူရဲ့ equal ရှင်းအဲ့ဆိုင်ဘလက်အီကွေရှင်းဒီမှာဇာဥပြရအောင်လေးသလားအဲ့ဒါဘာအီကွေရှင်းလဲဒီအပြရအောင်လေးကဘာလဲအဲ့ဆိုင်ဘလက်ဒါအဲ့ဆိုင်ဘလက်ကိုပြတာရမနော်နောက်တစ်ခုအဲအကယ်ကိုဒနေဆရာချက်ဖို့ပြလိုက်မယ်နော် ရှားကိုအနီရအောင်ပါပေးတာလဲဆိုတော့နီရ x နော် y ရောကအဆင်းရောက y ဒါပေမဲ့အနီရက x အဆင်းရောက y ရောက z အဲ့တော့အခုဆရာဆဲလိုက်တာပါဘာဘာ bi equation လဲဘယ်ပလဲဘယ်ပလဲ equation လဲ x y ပလဲ equation နောက်တစ်ခု y z ပလဲ equation ဆိုရင်ဘာတမူး0 a equal to 0အဲ့ဒါဘာ equation ဘာပလိန် equation y z ပလိန်ရဲ့ equation နော်နောက်တစ်ခုဘာကြံသေးလဲအခုဆရာပြီးတာဘာပြီးသေးလဲ a x y ပလိန် equation y z a ပလိန် equation ဆိုဘာကြံမိုးစီးလို့အဲ့တော့ y ကွဲသူ0လို့ရလားနော်အဲဒီမှာဒါဆရာအဝိုင်းအောင်လေးပြလာမယ်နော်အဲ့ဒါဘာ equation လဲ အဝါရံလေးရဘာ equation ဝိုင်းကွေးသည်0ဆိုတာ z8 plane equation ဒါ z8 plane လို့ခေါ်တယ်ဒီကောနော်ဒါ z8 plane မှာဆိုရတာလားဟုတ်ပါနော်နောက်တစ်ခုအဖြစ်လဲ x y plane equation ဆိုဘာ0 z equal to 0ဒါ x y plane equation ဒါကဘာလဲ y z plane equation ဆိုရင်ဇာဘာ equal to 0 a equal to 0ရမယ်နော်အဲ့တော့ plane ကိုဖော်ပြခြင်းဇာတော့အဲ့လို equation ပုံစံနဲ့ဖော်ပြ coordinate formula ဖော်ပြရင်လည်းအဲ့လိုပုံစံနဲ့တူတူပဲဆိုလိုချင်တဲ့သဘောကွာ x y term တွေကဘာဖြစ်လဲဖြစ်ချင်တာဖြစ်လို့ရတယ်ပလိန်တစ်ခုဖြစ်ဖို့ဆိုတာအမှန်တမ်းပြောရရင်အမှတ်ဘယ်နှမှတ်လို့လို့ဆိုရင်အမှတ်3မှတ်လို့ရမြင်းတစ်ဖြောက်တော့ဖြစ်လို့မရအောင်မြင်းတစ်ဖြောက်တယ်မဖြစ်တဲ့အမှတ်3မှတ်ဆရာတော့ပေးလာစေအမှတ်အဲ့ဒီအမှတ်3မှတ်ဘာလို့လိုက်စလိုက်အဲ့ဒါဘာဖြစ်ရလဲပလိန်ပြောရတယ်အဲ့ဒါကြောင့်သဘောပေါက်အောင်ဒါကြောင့်မို့ဆိုဒီ x y နေမှာဆရာဖြစ်ချင်တာဖြစ်လို့ရတယ်ကြိုက်တာတွင်လား အနည်းဆုံး၃ခုတွင်ဆက်လိုက်အဲ့ဒါ plain equation ရတာပေါ့နော်။ဒါကြောင့်မို့ coordinate formula နဲ့လည်းဆရာတို့ကဖော်ပြခွင့်ရှိတယ်။ဘာလို့အဲ့ဆိုင်မှာဆရာတို့အများကြီးဖော်ပြလို့ရတာဟုတ်။ဒီအမှတ်ဆရာဦးပြောတဲ့ a1,0 ဆိုတာအမှတ်တမှတ်တယ်မဟုတ်ဘူး။အမှတ်တွေထောင်သောမကကြားသလောက်တွင်လို့ရတယ်။အဲ့ဆိုင်နေရာမှာတွင်းကြီးရတွင်းလို့ရတော့အဲ့ဒီအမှတ်တွေအားလုံးဆက်လိုက်ခဏက plain ဆိုတာအကြီးကြီးဖြစ်လာပြောချင်တာနော်။ရအောင်ဆရာတို့သဘောပေါက်ပါ။ဒါပါကိုပြောတာလေ plain ရဲ့ equation နဲ့ coordinate ကိုဆရာတို့ဖော်ပြတာပေါ့။နှစ်မျိုးဖော်ပြလိုက်ရတာပေါ့။ ပလဲကိုဖော်ပြခြင်းเนาะရပါနားလည်းမနော်ဒါပုံထဲမှာရှိပြီလားเนาะမှတ်ကြမလို့ပုံထဲမှာရှိပြီလားပဲအဓိကခေါင်းထဲကိုမှတ်အောင်ပါစာအုပ်မှာမှတ်ကြမလို့စာအုပ်ထဲမှာရှိနေပြီလား